ညီအကိုလေးယောက်ဦးစီးဖွင့်လှစ်ထားပြီးចောင်းသူចောင်းသားတွေအပေါ်မှာလိန်အကျန်းဖတ်မှုကိုနှစ်ပေါင်းများစွာကျူးလွန်လာခဲ့တယ်။ရန်ကုန်မြို့အင်းစိန်က student target ကိုပိုင်ထက်တန်းကြောင့်မင်္ဂလာပါပရိသတ်ကြီး။မကြသေးခင်ရပိုင်းရဲ့အတွင်းမှာပဲ student target ဆိုတဲ့ကိုပိုင်ထက်တန်းကျောင်းကိုဦးစီးနေတဲ့ကျောင်းဆရာတွေရဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုအသီးသီးခံခဲ့ရကြောင်းကျောင်းသားတော်တော်များများက social media တွေကနေတဆင့်ထုတ်ပေါ်ပြောကြားလာကြပါသေးတယ်။ ဒီလိုထုတ်ဖော်ပြောဖို့ဆိုတာကလွဲကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။အစာပိုင်းမှာတယောက်စနှစ်ယောက်စတစားတစားထုတ်ဖော်ရင်းထဲမှာចောင်းသားအများပြားဝင်လျှောက်ပူပေါင်းလာခဲ့ကြတာဖြစ်ပြီးနောက်ပိုင်းမှာတော့ចောင်းသက်တန်း15နှစ်အတွင်းပညာသင်နှင့်အသီးသီးမှာဆရာတွေရဲ့လိမ်မိုင်းဆိုင်ရာအကြံဖတ်မှုကိုခံခဲ့ရသူចောင်းသားចောင်းသူအများအပြားရှိခဲ့ကြောင်းလူတွေသိရှိလာကြတာဖြစ်ပါတယ်။ student target ကိုပိုင်ထက်တန်းကြောင်းကပြန်မြအားဖြင့်တက်တန်း15နှစ်လောက်ရှိနေပြီဖြစ်ပြီးဘော်ဒါဆောင်နဲ့ tuition ဝိုင်းအနေနဲ့စတင်ဖွင့်လှစ်ခဲ့ရာကနေနောက်ပိုင်းမှာနိုင်ငံတကာပညာရေးလမ်းကြောင်းကိုပြောင်းလဲတင်ကြားခဲ့ပြီး2023-24ပညာသင်နှစ်မှာတော့ကိုပိုင်ထက်တန်းကြောင်းအဖြစ်တိုးချဲ့ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်အဆိုပါအကြောင်းကအင်းစိန်မျိုးနဲ့မြို့တော်ကောက်ကွင်းအေရာမှာတည်ရှိပြီးဆရာကြီးအကို၄ယောက်ကဦးစီးဖွင့်လှစ်ထားတာလည်းဖြစ်ပါတယ်။ ဆရာလေးယောက်စလုံးဟာဆရာဝန်ဘွဲ့အင်ဂျင်နီယာဘွဲ့တွေအတီးတီးရရှိထားတာဖြစ်လို့ចောင်းသားမိဘတွေရဲ့ယုံကြည်ကိုးစားမှုကိုလည်းရရှိထားသူများဖြစ်ပါတယ်လျင်ချမ်းဖမ်းမှုတွေပြုလုပ်တဲ့အခါမှာဆရာညီအကို၄ယောက်ထဲက၂ယောက်ကတော့ចောင်းသားတွေကိုပြစ်မှတ်ထားပါတယ်။ចောင်းသားတချို့ကိုအနားမှာခေါ်ထားပြီးညတိုင်းနင်းနှိပ်ခိုင်းတာ၊ရေချိုးခိုင်းတာ၊ထိတာကင်တာတွေအပြင်သူတို့အလိုကိုမလိုက်ရင်ရိုင်းနှက်တာတွေအထိပါကျူးလွန်ခဲ့ကြပါတယ်။ တချို့ကြောင့်သားတွေကိုဆိုရင်မဒိမ့်မှုအထိကျူးလွန်ခဲ့တာမျိုးတွေရှိပြီးလေရင်ကနဲ့ပတ်သက်ဆက်နွယ်တဲ့ကိုထီးလက်ရောက်ကျူးလွန်မှုတွေကိုပါပြုလုပ်ခဲ့ကြကြောင်းဒီလုံရက်တွေကိုကိုတိုင်းကြုံခဲ့မြင်ခဲ့ကြားခဲ့တဲ့ကြောင်းသားတွေကဖွင့်ဟလာကြပါတယ်။ဆရာလေးရောက်ရင်လိမ့်ပိုင်းဆိုင်ရာအကျန်းဖက်စော်ကားမှုတွေပြုခဲ့တဲ့အထဲမှာကျောင်းသူမိန်းကလေးတွေလည်းအများပြားပါဝင်ခဲ့ကြပါတယ်။ကျောင်းသူမိန်းကလေးတွေကျူးလွန်ခံခဲ့ရပုံကိုကျောင်းသူဟောင်းတယောက်ကအခုလိုမျှဝေပေးထားပါတယ်။ ျမက student target ရဲ့2019-2020ပညာသင်နှစ်ကပါနှစ်တွေအရန်ကြာသွားတော့မှအခုမှဒီအကြောင်းတရားကို ထုတ်ဖော်ပြောပြခဲ့တာပါ အမှန်တိုင်းပြောရရင်အခုထိကြောင်းနေတော့ပါပဲဒါပေမဲ့ကျမတို့ခန်းစားခဲ့ရတာတွေကြုံတွေ့ခဲ့ရတာတွေကိုသိစေချင်ပါတယ်အတွင်းကန်အရာမေးတာတို့ shape ထားလားဆိုပြီးတော့မေးတာတွေဟိုကားတွေကြည့်ဖို့တဲ့သူမတက်ရက်ဆိုပြီးမေးတာတွေကအမှန်ပါပဲ ပဝင်းချင်းတစ်ခုလုံးမှာဒီလိုပြောတာတွေကပုံမှန်လိုတောင်ဖြစ်နေတာပါ။ကျမတငယ်ချင်းတွေထဲမှာအများကြီးပိုဆိုးတာတွေကြုံပူးတဲ့သူတွေပါရှိပါတယ်။တကယ်ကိုမခံစားနိုင်ပါဘူး။ကျမတို့အသက်အရွယ်ကအဲ့ဒီအချိန်တုန်းက၁၄၅ပါ။ပြောမပြနိုင်လောက်အောင် ဆိုးရွားတဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေရခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာအရာလည်းအရန်ကိုပြင်ပန်းခဲ့ရပါတယ်။ ဒီလိုရွယ်ကလေးတွေအနေနဲ့အဲ့ဒီနေရာကနေကြုံတွေ့ခဲ့ရတာတွေက အခုထိစိတ်ဒဏ်ရာတွေလိုပါပဲ။အဲ့ဒါကြောင့်ဒီနေ့အရေးစွန်ပြီးတော့ကျမကြုံတွေ့ခဲ့ရတာတွေကိုဒီနေရာမှာဖော်ထုတ်ရတာပဲဖြစ်ပါတယ်။လိန်နဲ့ပတ်သက်တဲ့ဟာသားတွေ၊စော်ကားမှုတွေကနေ့စဉ်လိုလိုအခန်းထဲမှာတာမန်လိုပြောဆိုနေကြအကြောင်းအရာတွေဖြစ်နေပါတယ်။ ចောင်းသားများစုကဒီလိုအပြောအဆိုတွေကိုသူတို့နေထိုင်တဲ့ပတ်ဝန်းကျင်မှာကြားရလိမ့်မရှိတဲ့အတွက်အစာပိုင်းမှာစိတ်မသက်မသာဖြစ်မိကြပြီးနောက်ပိုင်းမှာတော့မထူးဆန်းတဲ့အကြောင်းအရာတွေလိုဖြစ်လာပါတယ်။ဒါအပြင်ကျူးလွန်လိုတဲ့ចောင်းသားကိုတခြားចောင်းသားတွေကဖယ်ကျင်ထားအောင်တမင်တကာစုပူဖိနှိပ်ပြီးဘယ်သူနဲ့မှပေါင်းသင်းလို့မရတော့တဲ့အခါမှာအကြမ်းဖက်မှုကိုတိတ်တဆိတ်ကျူးလွန်မာတော့တယ်။ ဖျက်ချင်းခံရတဲ့ចောင်းသားကကျူးလွန်ခံရတဲ့အတိုင်းအောင်ဘသူ့ကိုမှလည်းရှင်းပြပြောကြားခွင့်မရပဲတေးရပါစိတ်ထံရမျိုးခံစားသွားရပါတော့တယ်။ဒီလိုဖြစ်ရက်တွေကလည်းတယောက်နှစ်ယောက်မကကြုံတွေ့ခဲ့ရတာပါ။စာမလိုက်နိုင်တဲ့ចောင်းသားတွေကိုစာရတဲ့ចောင်းသားတွေနဲ့မတူဘဲခွဲခြားဆက်ဆံတာမျိုးတွေကចောင်းသားတွေအတွက်နစ်နာစေတဲ့အရာတွေဖြစ်ပါတယ်။ဒါအပြင်လူမှုအစဉ်အတန်းအရာရောရုပ်ရည်အရာရောခွဲခြားဆက်ဆံခြင်းလည်းခံရပါသေးတယ်။ မလိုက်နိုင်တဲ့ဘာသာရက်တွေမှာဆွဲခေါ်ဖို့မကြိုးစားပဲပို့ပြီးတော့ဖီအားပေးတာမလိုက်နိုင်တဲ့ចောင်းသားရဲ့အစာမေးပွဲရလက်ကចောင်းနဲ့မဆိုင်ပဲចောင်းသားနဲ့သာဆိုင်ကြောင်းခံဝင်လက်မဲ့ရေးထိုးခိုင်းတာတွေအထိလုပ်ခဲ့တယ်လို့နင်နာသူចောင်းသားများကသူတို့ကြုံခဲ့ရတဲ့ဖီအားတွေအကြောင်းဖွင့်ထုတ်ပြောဆိုထားကြပါတယ်အကြမ်းဖက်မှုကိုခံစားခဲ့ရတဲ့အကြောင်းသားတွေကအစောဆုံးထုတ်ဖော်ပြောကြားခဲ့တဲ့အကြောင်းသားတယောက်ကအခုလိုပြောကြားလာခဲ့ပါတယ်။ ျွန်တော်က2014-15ပညာသင်ထဲမှာတက်ခဲ့တဲ့ကျောင်းသားပါဒီကိစ္စကိုပထမဦးဆုံး speak out လုပ်ခဲ့တာကလည်းကျွန်တော်တို့ပါပဲကျွန်တော်တို့နှစ်တုန်းကကျွန်တော်စားရောက်ခါစားမှာကျွန်တော်ကိုဆရာနှစ်ယောက်ကအစင်လေးဆိုပြီးစားပါတယ်အစင်လေးတော်ဆိုပြီးကျွန်တော်ကိုဟိုကိုင်းဒီကိုင်းဟိုပုတ်ဒီပုတ်လောက်ပါတယ်အစာပိုင်းမှာတော့ခင်လို့စတဲ့ထင်လို့ဖာတိဖာတာနေမိလိုက်ပြင်မဲ့အဲ့ဒီမှာနေခဲ့တဲ့အကြောင်းသားဟောင်းတယောက်က ကျွန်တော်ကိုမင်းအဲ့ဒီလိုအကန့်မခံတဲ့လို့တတိပေးပါရယ် နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုတော့သူတို့ကအဲ့လိုမျိုးပုတ်တိပုတ်သက်အပြင်ညဘက်စာချင်ရင်လည်းသူတို့နာမကြည့်ခိုင်းနေသူတို့ကိုနင်းခိုင်းနှိပ်ခိုင်းရင်းနဲ့ဟိုကိုင်းဒီကိုင်းလုပ်တယ်။မမရရတညမှာကျွန်တော်ကိုကိုဟန်လေးဆိုတဲ့ညီအကိုလေးယောက်မှအငယ်ဆုံးဆရာကနှိပ်ခိုင်းပါတယ်။ည7ခွဲ7လောက်မှာပါ။ကျွန်တော်တငယ်ချင်းတွေအကုန်လုံးအိတ်နေကြပါပြီ။အဲ့ဒီအချိန်မှာကျွန်တော်ကိုကိုဟန်လေးကခေါင်းအုံးသွားယူခိုင်းပြီးသူနဲ့အတူလာအိတ်ခိုင်းပါတယ်။ ဒီအချိန်နေမတိုင်ခင်အရှိမာလဲရှစ်တန်းကိုတန်းကလေးတွေကိုခေါ်အိပ်ပြီးအထဲထဲမှာမရင်းချင်တာတွေလောက်ခဲ့တာတွေအများကြီးရှိနေတာကိုကျွန်တော်သိထားပါတယ်။ကိုတိုင်းလည်းမြင်ခဲ့ရတယ်၊ကြုံခဲ့ရပါတယ်။ဆိုတော့အဲ့ဒီအခါမှာကျွန်တော်သွားမအိပ်ပါဘူး။မအိပ်တဲ့အခါရောက်တော့သူကကျွန်တော်ကိုလူတွေရှိမှအဆက်ခွဲတယ်၊ရိုက်တယ်။ပြီးတော့သူရဲ့ကိုငိမ့်ကျော်ညကိုလေးယောက်ထဲကတတိယဆရာရဲ့နှစ်ယောက်ကကျွန်တော်ကိုရှယ်ရိုက်ပါတယ်။တခါဆိုရင်ကျွန်တော်ကိုငိမ့်ကျော်ကသူ့ကိုရေချိုးပေးခိုင်းပါတယ်။ ကျွန်တော်ကိုရေချိုးကန်းနဲ့ခေါ်ပြီးတော့ဆက်ပြတိုက်ခိုင်းနေသူကထိုင်နေပြီးတော့သူ့ကို ကျွန်တော်ကရေလောင်းပေးရတယ်ဆက်ပြတိုက်ပေးရတယ်အဲ့ဒီအချိန်မှာသူကတကားကိုလော့ချထားပါတယ်ကျွန်တော်သတိမထားမိလိုက်ပါဘူးဒါပေမဲ့ဒုတိယဆရာဖြစ်တဲ့ကိုချမ်းကကျွန်တော်ကိုလိုက်ရှာပါတယ်ကိုချမ်းနဲ့ကျွန်တော်ရင်းနှီးတယ်သူကသူ့ညီအကြောင်းလဲသိတယ်ကျွန်တော်တို့ရေချိုးကန်းနဲ့မာမန်တီးတဲ့အခါတကားကိုအပြင်းထန်ခောက်တယ် ဲ့ဒီအခါရောက်မှကိုငင်းကျော်ကလည်းတကားကိုဖွင့်ပေးပါတယ်။အဲ့ဒီလိုနဲ့ကျွန်တော်လည်းလွမြောက်လာခဲ့ပါတယ်။နောက်တစ်ခါမှတော့ကျွန်တော်ကို ကိုဟန်လေးကအတင်းနှမ်းခိုင်းပါတယ်။ကျွန်တော်ငင်းဆန်တော့ကျွန်တော်ကို ပါးရီနားရီရိုက်ပါတယ်။ပြီးတော့ဒီနေ့ကစပြီးနင်ငါကိုဆယ်ရက်ဇက်တိုက်လာနန်းရမယ်။မလာရင်တွေ့မယ်လို့ပြောပါတယ်။ကျွန်တော်ကသူများတွေလိုရိတ်မခံခဲ့ရပေမဲ့ဆေယောကိုရောအများကြီး abuse လုပ်ခံခဲ့ရပါတယ်။ ဆိုရှယ်မီဒီယာကနေအများအများထုတ်ပေါ်ပြောကြားလာတဲ့အကြောင်းသားတွေကိုတရားစွဲဆိုမယ်လို့သတိပေးချင်းချောင်းနေကြောင်းလဲဒီအကြောင်းသားတွေကနေတဆင့်သိရပါတယ်ဒါအပြင်မထုတ်ဖော်ရသေးတဲ့အကြောင်းသားတွေကိုလည်းအိမ်နိုင်ရာရောက်လိုက်ပြီး မဖော်ထုတ်ဖို့တတိပေးနေတယ်လို့လည်းသိရပါဗျ။ နိုင်ငံသားရောက်နေတဲ့ចောင်းသားတွေအနေနဲ့တော့တစုံတရာထိခိုက်လာမှအထွေထူးပုံပြင်စရာမရှိပေမယ့် student target ကငွေကြေးဥစ္စာတောင်းတင်းပြီးနောက်ခံအတိုင်းဝိုင်းလည်းရှိတဲ့အတွက်အနေပြုလာမှာကိုတော့ပြည်တွင်းကចောင်းသားတွေကပူပန်မှုတွေရှိနေကြပါတယ်။အဲဒီလိုပူပန်နေတဲ့ကြားကပဲအပြစ်မှန်ပေါ်ပေါက်ဖို့နဲ့နောက်ထပ်ဒီလိုအဖြစ်ပျက်တွေ junior ចောင်းသားတွေမှာထပ်မကြုံရစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်ဖော်အသိပေးရင်တရားမျှတမှုအတွက်လူလူကိုတိုင်ကြားနေကြတာပဲဖြစ်ပါတယ်။ student ဓာကန်မှာမတရားမှုကိုဖော်ထုတ်တိုင်ပွဲဝင်နေသူចောင်းသားဟောင်းတယောက်ကတော့အခုလိုပဲပြောကြားခဲ့ပါတယ်အခုလက်တလောနိုင်ငံရေးအရာရောတရားဥပဒေအရာရောစိုးမိုးမှုမရှိတဲ့ကာလမှာကျွန်တော်တို့တွေအနေနဲ့ကျူးလွန်ခံရတဲ့လူတွေကတော့မှပြန်ပြီးတော့ကြောက်နေရတဲ့အခြေအနေဖြစ်ပါတယ်။အဓိကကတော့သူတို့မှာငွေရှိတယ်။အချိန်ဆက်ရှိတဲ့အခါမှာ ခံရတဲ့သူတွေကကြောက်လန့်နေကြရပါတယ်။ အဲဒါကြောင့် social media အားကိုကျွန်တော်တို့ယူပြီးတော့မှပြောနေရခြင်းဖြစ်ပါတယ်တကယ်လို့လိုအပ်လာရင်တော့ကျွန်တော်တို့လည်းသတ်မှတ်ထားတဲ့ဥပဒေအောက်ကနေပဲပြန်လည်ဖြည့်ရှင်းရမယ်ထင်ပါတယ်ဟုဆိုကရေကိုလေးရဦးစီးပေးဖွင့်လှစ်ထားတဲ့အကြောင်းကနေចောင်းသားចောင်းသူတွေအပေါ်မှာလိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်ခဲ့တဲ့ဆရာလေးယောက်နဲ့ပတ်သက်ပြီးကျူးလွန်ခံရသူចောင်းသားចောင်းသူတွေကရင်းဖွင့်ထားတာပဲဖြစ်ပါတယ်